ပင်လယ်နဲ့အတွင်ဘေးကင်းစွာသွားလာနိုင်ရေးယူကရိန်းနဲ့ရုရှားသဘောတူညီမှုရရှိပင်လယ်နဲ့အတွင်ဘေးကင်းလုံခြုံစွာရေချောင်းသွားလာရေးနဲ့စွိုင်းအင်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုနှစ်နိုင်ငံအချင်းချင်းတိုက်ခိုက်ခြင်းကနေနှစ်နိုင်ငံအချင်းချင်းတိုက်ခိုက်ခြင်းကနေရပ်တန့်ရေးအတွက်ယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံမှတ်လ25ရက်နေ့ကသဘောတူညီမှုရရှိခဲ့ကြောင်းရိုက်တာသတင်းမှပါရှိပါနေ။တာမြင့်ချင်းအကောင့်ထဲပေါ်ဖို့အတွက်နှစ်နိုင်ငံတိကျသဘောတူညီချက်တွေရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါသဘောတူညီချက်တွေကိုဖိမြန်စွာအကောင့်ထဲပေါ်ဆောင်နိုင်ပါကကျေပြတဲ့အပြစ်ခက်ရစရေပန်းနိုင်စီကိုရောက်ရှိသွားမဲ့လမ်းစာကိုမြင်တွေ့ရတယ်လို့ကျွမ်းကျင်သူတွေကခံမှန်းသုံးသပ်ထားကြပါတယ်။ဒါဟာအပြစ်ရစရေအတွင်းတိုးတက်မှုကိုကိုးစားပြုပြီးရုရှားကျူးကျော်နေတဲ့တောင်းနှစ်ကြဆက်ပွဲကိုအဆုံးသက်စေမဲ့ငင်းငင်းရေးဆွေးနွေးပွဲတွေစီကိုခြေလှမ်းလှမ်းလာနေတဲ့အရေးအယံတွေမြင်တွေ့နေရတယ်လို့ယူကရိန်းသမ္မတကပြောကြားထားပါတယ်။ တဖက်မှာလည်းမော်စကိုနဲ့သဘောတူညီချက်အရဝါရှင်တန်ကရုရှားနိုင်ငံကနေစိုက်ပျိုးရေးနဲ့တမ်းမြေဩစာသိမ်းဖို့မှုအတွက်ဈေးကွက်တွေကိုပြန်လည်ရောင်းရှိအောင်ကူညီပေးမယ်လို့ကြေပြုခဲ့ပါတယ်။ဒါပြင်ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုအချို့ရုပ်သိမ်းဖို့လဲဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်သမ္မတနှစ်ဦးဖြစ်တဲ့ဆီလမ်စကီးနဲ့ပူတင်တို့ကြားပြီးခဲ့တဲ့သတင်းပတ်ကတိကျဖုန်းခေါ်ဆိုမှုဆွေးနွေးပွဲအပြီးမှာအခုလိုသဘောတူညီချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်